မျောလင်းချက်အယမ်းထားရင်စိတ်တိုင်းမကြပိုပြီးဖြစ်တတ်တယ်။အလိုမကြတာတွေများလာတတ်တယ်။ကိုကဖြစ်စဉ်ကျင်နာတွေများလေလေကိုမှစိတ်တိုင်းမကြတာတွေများလေလေပဲ။တခါတလေကိုရဲ့မျောလင်းချက်နဲ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေဟာတစ်ဖက်လူရဲ့လုံနိုင်မှုစွန့်အားထက်ပိုပြီးတော့ဖြစ်စေခြင်းတာပိုပြီးတော့မျောလင်းနေမိတာတွေကြောင့်လေကိုမှစိတ်တိုင်းမကြပိုပြီးဖြစ်ရပိုပြီးခံစားနေရတာမျိုးလည်းရှိတတ်တယ်။ အရင်စစ်တော့ကိုမျော်လင့်ချက်နဲ့ကိုစန္ဒတွေကကိုကို စိတ်တဲမကြပိုပြီးဖြစ်နေစေတော့တာပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီး သူ့ကို ကိုလိုဖြစ်စေချင်တာတွေကိုက ကိုကိုကို အလိုမကျဖြစ်နေစေတော့တာပါပဲ။ဒါကြောင့်သူ့ကိုကိုနဲ့ညီအောင်ညှိဖို့ထက် ကိုကိုကိုညီအောင် အရင်ညှိဖို့ကြိုးစားရမယ်။မျော်လင့်ချက်နဲ့ဖြစ်စေချင်တဲ့စန္ဒကိုရှော့ချပြီး ကိုယ့်ရဲ့စိတ်တိုင်းမကြမှုအလိုမကြမှုကိုတတိနဲ့ထိမ့်ညိနိုင်အောင် လေ့ကျင့်ရမယ်။ဒါကကိုယ့်ကိုဆုံးမခြင်းမှာလာတဲ့ဘုန်းကြီးတို့ရဲ့စာစုလေးပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးတဲ့သူ့ကိုကိုယ့်လိုဖြစ်စေချင်တာကိုကကိုယ့်ကိုပင်ပန်းစေတာ။ဟိုဒါလေးကလည်းသိပြီးတော့လောကတဘာဝအပြင်တော်တော်မှန်ကန်တဲ့တရားပါပဲ။မျောလင်းကျအယံထားရင် မျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာလူတွေကပင်ပန်းကြတာလူကျင်မှုနဲ့အလိုမကျမှုပဲလူကျင်မှုတွေများတာနဲ့အများအလိုမကျမှုတွေများမှာပဲလူကျင်နေတာကိုကသူကလောဘရဲ့သဘောအလိုမကျမှုကဒေါသရဲ့သဘောဒီမှာအဲ့ဒီလူကျင်မှုတွေများနေရင်လောဘများတဲ့သဘောပဲစာနာတွေများနေတဲ့သဘောပဲ လိုချင်တဲ့အတိုင်းဖြစ်မလာတော့ဖြစ်ပေါ်လာတဲ့ခံစားချက် emotion စိတ်ခံစားမှုကဒေါသဒီလောဘဒေါသမောဟဆိုတာတတ္တဝါတွေကိုပူလောင်စေတဲ့သဘောပဲတခါတခါကျတော့လူတွေမှာကမိဘပဲဖြစ်ဖြစ်သားသမီးပဲဖြစ်ဖြစ်ဆရာသမားပဲဖြစ်ဖြစ်အထက်အရာရှိပဲဖြစ်ဖြစ်အောက်လက်ငယ်သားအထက်အရာရှိဆိုတဲ့အောက်လက်ငလုံးသမားတွေမိဘတွေဆိုလဲသားသမီးတွေဆရာသမားတွေဆိုလဲတပည့်တွေ သူတို့တွေအပေါ်မှာကိုကတအားကြီးမျောလက်တအားကြီးဖြစ်စေခြင်းဘုန်းကြီးတို့လည်းကိုတွေ့ပဲကိုကိုတိုင်းလည်းကိုကဖြစ်စေခြင်းနဲ့ဆန္ဒတွေတပည့်တွေအပေါ်မှာများတယ်သူတို့အပေါ်တအားကြီးမျောလက်တခါတခါကျတော့ကိုမျောလင်းတဲ့အတိုင်းသူတို့ကဖြစ်မလားကိုဖြစ်ခြင်းတဲ့အတိုင်းသူတို့ကဖြစ်မလားဆိုတော့ကိုကစိတ်တိုင်းမကြတဲ့ဖြစ်အလိုမကြတဲ့ဖြစ်ဒေါသတွေဖြစ်ကိုပဲခံစားရတယ် တော့တခါတခါကိုယ်စန္ဒာဟာသူ့စန္ဒာနဲ့ဗျောင်းမြန်နေဖြစ်နေတာကိုဖြစ်ရှင်တာတွေကသူဖြစ်စေခြင်းနာသူဖြစ်နေတာနဲ့ဗျောင်းမြန်နေဖြစ်နေတော့နောက်ပိုင်းကျတော့ကိုပဲခံစားရတော့တခါတယောက်ပြောဘူးတာလေးမှတ်မိတယ်အရှင်မရားရဲ့တဲ့သိပြီးတော့လဲသပဲ့တွေအပေါ်မှာတအားကြီးတော့မျောလင့်ချက်တွေမထားပါနဲ့တဲ့တအားကြီးဖြစ်စေခြင်းတဲ့အတိုင်းပုံစံမသွင်းပါနဲ့တဲ့ တကယ်တမ်းကြတော့တဲ့အရှင်ဘုရားလောက်မတော်လို့အရှင်ဘုရားတပည့်တွေဖြစ်နေတာပဲဖေဟာရှင်ဘုရားတဲ့တော်ရင်ရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောသူပြောတာလေးကတော်တော်လေးရင်ထဲမှာထိသွားတယ်တကယ်လဲမှန်တာပေါ့ရှင်ဘုရားလောက်မတော်လို့ရှင်ဘုရားတပည့်ဖြစ်နေတာပဲဖေဟာရှင်ဘုရားတဲ့တော်ရင်ရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောဟုတ်တာပေါ့ကိုလောက်မတော်လို့ကိုယ်တပည့်ဖြစ်နေတာကိုကိုနဲ့သွားပြီးတော့တန်းညှိပြီးတော့ကိုလိုအတိုင်း ဖြစ်စေခြင်းတော့အဲ့ဒါကိုယ့်ဘက်ကဒါမျောလင်းချက်ဒါထားသွားသလိုဖြစ်တာအကြောင်းမလို့တချို့ကိစ္စတွေမှာကိုကဖြစ်စေခြင်းနဲ့ဆန္ဒအားကြီးပေမဲ့တစ်ဖက်လူမှာသူ့ရဲ့စွမ်းဆောင်ရည်အားသူဖြစ်နိုင်တဲ့စွမ်းအားလောက်ပဲကိုကမျောလင်းရတာကိုကဖြစ်စေခြင်းနဲ့ဆန္ဒထားပုံမှန်ကဒီလောက်လေးပဲသူ့ရဲ့အရေးသူ့ရဲ့ပါတယ်ကိုကအဲ့ထက်ပိုပြီးတော့မျောလင်းနေဆိုရင်မျောလင်းတဲ့သူရဲ့အမှားပဲဒါတော့အလိုမကျဖြစ်တယ်ဆိုတာတွေကတကယ်တမ်းကြတော့ လိုနေလို့ကိုအလိုမကျဖြစ်တယ်လိုနေသမျှအလိုမကျမဟုတ်ချဖြစ်မိတာမလိုခြင်းမအလိုမကျဖြစ်ရတတ်တာလိုနေတဲ့သူမှန်သမျှအလိုမကျဖြစ်မှာလောဘရဲ့သဘောညမြတ်စွာဘုရားက စာလေးတစ်ပုဒ်မိန့်တော်မူတယ်တန်တုဋ္ဌိပရမန်ဒဏံတဲ့ ဒဏ္ဏဆိုတဲ့ချမ်းသာစီစဉ်ဥစ္စာချမ်းသာဆိုတာကတဲ့တန်တုတ်တီကျင့်တ်အောင်နေတတ်မှပရမန်အကောင်းဆုံးသောဒဏ္ဏချမ်းသာပြီဘဝမှာဘုရားကပြောတာမိန့်တော်မူတာကချမ်းသာဆိုတာကတဲ့ရှိတိုင်းချမ်းသာတာမဟုတ်ဘူးတဲ့ရှိတဲ့အနေထားနဲ့ချမ်းသာအောင်နေတတ်မှချမ်းသာသူကလောဘကိုလောဘကို limit လုပ်ပေးခိုင်းတာ ဒီလောဘရဲ့သဘောက limit မလုံးနိုင်ဘူးရှိတဲ့အနေအထားလေးနဲ့မယောင်ရဲနိုင်ဘူးမကျဉ်းတတ်နိုင်ဘူးဆိုရင် तू ကများများရလေများများလိုချင်နေပဲတခါတခါကျတော့အများကြီးရနေတဲ့သူကြတော့နည်းနည်းလေးဆိုရင်ရတယ်လို့မထင်တော့သူစိတ်ကဘုရင်တို့တခါတခါကိုတွေ့ကိုတွေ့ဩငါလည်းတဖြည်းဖြည်းကိုယ့်ကိုပြင်ဆင်ခြင်းကြည့်တာဘုရင်ကကိုယ့်ကိုဆုံးမနေတာဆိုအမြဲတမ်းဆင်ခြင်းနေ ငါလည်းတဖြည်းဖြည်းတဖြည်းဖြည်းလောဘအသေးစားလေးတွေတော့ပယ်လာပြီလို့ဒီလိုတွေးလောဘအသေးစားပယ်လာပြီဆိုတော့ဒီကိုယ်တော်အจิตနဲ့တော်ကောင်းဉာဏ်နာတယ်မြန်ဖြစ်နေပြီလားဒီလိုမတွေးရဘူးလောဘအသေးစားလေးတွေပယ်လာဆိုတော့လောဘအကြီးစားလေးမှတွဲလာတာဘုရားကဇာတင်သားဘဝဆိုရင်ဝိတုကျင်းကိုရှားပါတယ်စားပါဆိုစွန်းစားကွန်စားကြွဝိတု၃000လောက်ရနဝကမ္မ၃000လောက်၅000လောက်ရအတော်ဟုတ်နေပြီအားလည်း ဟိုစာရဖို့တွေရပြီလပိဖို့တွေရပြီကျဉ်တ်နေပြီအဲ့တော့3500တော့အခုတော့သင်ပေါ်လို့စင်ပေါ်ရောက်ဓမ္မဂရိကဖြစ်တော့ရပွဲတပွဲတပွဲအနေဆုံးမရဘူးဆိုဓမ္မပူဇာ10သိန်း10သိန်းအထက်မှာရှိလို့အဲ့ဓမ္မပူဇာတွေအများကြီးရလာတဲ့အခါကျတော့တရားရောက်ကများစွန်းစားပင့်လို့နဝကမ္မလေးလှူလိုက်လို့9000လောက်လှူလိုက်1000လောက်လှူလိုက်ဖွင့်ကြည့်ပြီးကိုရင်လေးမင်းသုံးလိုက်တော့ကွာ ကြောင်သားလေးမင်းသုံးလိုက်တော့ကွာဆိုပြီးကလေးတွေကိုပြန်စွန့်လိုက်9000တက်တောင်းဆိုရင်ငွေလို့မထင်တော့ပိတ်နဲ့ချီရလာဩအဲ့ဒါလောဘအသေးစားကိုပယ်တာပဲအဲ့တော့လူတွေမှာအဲ့ဒါပဲပြိသက်ကြီးနည်းနည်းလေးရတဲ့သူကသူ့အတိုင်းတာနဲ့သူကဂျင်းနဲ့အောင်နေတတ်တဲ့လူတွေရှိတယ်အများကြီးရလာတဲ့သူတွေကြတော့ဆိုကြပါစို့တလတလကိုတိန်းတရာလောက်ရတဲ့သူတွေမှာ သိန်းတရာလောက်အမျက်အစွန်းရတဲ့သူတွေမှာ၁၀သိန်းလောက်အမျက်ရရင်ကိုသူတို့ကမကျေနပ်တော့မမြတ်တော့ဘူးလို့ထင်သွားတယ်။၃သိန်းလောက်ရတဲ့သူကအိုး၄သိန်းလောက်ရရင်တော်တော်ဟုတ်သွားပြီတော်တော်မြတ်သွားပြီ။ဆိုတော့ကြားကြီးခြေရာကြီးဆိုရင်အဲ့ဒါပြောတာ။ညာခြင်းမှုလိုခြင်းမှုလောဘဆိုတာက limitation အကန့်လေးမလုပ်ပေးဘူးဆိုရင်မြန်မြန်ရတဲ့သူကလည်းမြန်မြန်လိုချင်တာ။ဟာမင်းတို့ဒီလောက်များနေပြီဒီလောက်ချမ်းသာနေပြီ။ထပ်ယူအောင်မလားဆိုတော့ဟောယူအောင်ပါပဲဆိုတော့ မြားနေတယ်ဆိုပြီးတော့တော်ပါပြီပြည့်စုံသွားပြီမလိုတော့ပါဘူးဆိုတဲ့သူမရှိဘူးမြားလည်းထက်ယူတာပဲနောက်လို့အဲ့ဒီလိုချင်မှုလောဘဆိုတာအကန့်အသတ်လေးမထားနိုင်ဘူးဆိုရင်လောဘကျင်ယူတတ်တယ်လောဘကလူကိုယူစေတယ်လူကိုယူစေတယ်ဆိုကြပါစို့နည်းနည်းလေးရှိတဲ့သူကနည်းနည်းလေးဆုံးရှုံးသွားရင်သိမခံစားရသိတရားပဲချမ်းသာတဲ့လူတစ်ယောက်က သိတရားလုံးမိတယ်ပါသွားပြီဆိုရင်ဟာတရားမသိရင်တွတ်တွက်ခါယူသွားကုန်ပြီငါပိုင်ဆိုင်သမျှတွေတရားနဲ့ဖြေမှပြေတော့တာဟောတရားမရှိတူကတော့အဲ့လောဘကြီးလေလေလူကယူလေတယ်ဘိုးတော်ကဟိုဘုရားလုံးဇတ်တော်တွေမှာရွေးကုန်တဲ့ဇလန်းနေဆိုဒါထင်ရှားတာပဲထင်ရှားတာပဲရွှေခွက်လေးနဲ့ယူသွားတော့တာနော်အဲ့တော့လောဘဆိုတဲ့လူကျင်မှုကလူကျင်နာနဲ့အများအလိုမကျမှုတွေကများမှာဖြစ်တဲ့အတွက်ကြောင့် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချမ်းသာဆိုတာကတဲ့ခြေတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာအောင်နေတတ်မှချမ်းသာတာတန်တုဋ္ဌိဆိုတဲ့စကလုံးလေးကရောင်ရဲခြင်းလို့တရက်ပြန်တော့ဒါမဲ့တချို့ကရောင်ရဲတာနဲ့အပြင်းထူတာကိုတတ်တတ်ရော့ကျိုးအိုးရှိတာလေးနဲ့စားမှာပဲဒီနေ့တော့မိုးရွာတယ်အလုံးမလုံးတော့ဆောက်ကြုံပြီးအိတ်တယ်အဲ့ဒါရောင်ရဲတာမဟုတ်အဲ့ဒါအပြင်းထူတာလို့ခေါ်အပြင်းထူတာလို့ခေါ် ရောင်ရဲခြင်းကတဏှုထီရဲ့သဘောကဘလို့သဘောလဲဆိုတော့မလောက်ရမှုလောက်ရတယ်ကျိုးစားကျိုးစားအကြောင်းတရားကိုမလျှော့ရအောင်ကျိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးတရားအပေါ်မှာကျင့်နှက်အောင်နေတတ်တဲ့စိတ်ကိုတဏှုထီလို့ခေါ် cause and effect ဆိုတဲ့အကြောင်းအကျောင်းအကျိုးဖြစ်တဲ့သဘောမှာကိုယ့်ဘက်ကအကြောင်းတရားကိုမလျှော့ကိုကြိုးစားနိုင်တဲ့တော့ကြိုးစားတယ်တခါတခါကြိုးစားတဲ့အတိုင်းဖြစ်မလာတာတွေအများကြီးရှိတယ် ကျိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးရလတ်အပေါ်မှာဘလို့အကျိုးရလတ်မျိုးပဲလာပါစေအဲ့ဒီအကျိုးရလတ်ကိုရင်ဆိုင်နိုင်တဲ့စွမ်းအားလက်ခံနိုင်တဲ့စွမ်းအားတန်တုတ်ထိကျင့်နေအောင်နေတယ်အဲ့ဒါချမ်းသာတယ်အဲ့ဒါချမ်းသာတာလူကျင်တိုင်းမဖြစ်လို့ကျိုးစားတဲ့အတိုင်းမဖြစ်လို့တန်တုတ်ထိမထားနိုင်ရင်အဲ့မှာလူကပူလောင်တော့တာခံစားရတာငါကျိုးစားရတာနဲ့ကျိုးစားတဲ့အတိုင်းမဖြစ်ဘူးပူလောင်တာပဲ တခါတခါမမြဲခြင်းသဘောတွေရှိတဲ့အတွက်ကိုလှုပ်တဲ့အတိုင်းမဖြစ်တာလေလောကမှာအများကြီးရှိတဲ့အတွက်ကြောင့်ငါဘက်ကတော့အစွမ်းကုန်ကြိုးစားပြီးသားပဲဖြစ်မလာကတော့သူ့ကံနဲ့သူပဲအဲ့တော့ဖြစ်မလာတဲ့သဘောလေးမှာရရှိလာတဲ့အကျိုးရလတ်ပုံမှာကျင့်နဲ့အောင်နေတတ်ရင်တော်တော်ချမ်းသာတာပဲဘုန်းကြီးတို့စွန့်ကန်သွားတယ်ဘာမှမျှော်လင့်ချက်မပါဘူးလောင်းတဲ့အပေါ်လေးပုံမှာကြည့်ပြီးတော့ဒါလေးနဲ့ကျင့်နဲ့အောင်နေတတ်အစားအသောက်ပုံမှာလည်းအဲ့လို လောဘ limitation လိုချင်မှုကိုရှော့ချနိုင်တော်တော်တက်တာတော်တော်တက်တာ ။ရမျောလင်းကျက်ဆိုတာအတော်အသင့်တက်မပေါ်တာပဲကောင်းတယ်။မလျော်သင့်အတွက်အပေါ်တောင်းရင်တော့နော်ခံစားတာကိုပဲဖြစ်မှာ။သူ့အတိုင်းအတာနဲ့သူပဲမျောလင်းတာကောင်းတယ်။တကယ်တမ်းကျတော့ဘာပဲဖြစ်ဖြစ်မျောလင်းပြီဆိုရင်ကိုကမျောလင်းမှုရဲ့နောက်ွယ်မှာဆန္ဒတွေဖြစ်ပေါ်လာတယ်လူချင်းမှုတွေရှိတာလူချင်းမှုတွေရှိလာတဲ့အတိုင်းကိုဖြစ်စေခြင်းအတိုင်းဖြစ်မလာတဲ့အခါမှာခံစားရတာက 哥哥来骗了是了，大 road, パパ人家最近，伢子那边个对面有个笑不的，哥哥笑开了，宝剑笑下来的，谁宝剑来笑，有宝剑来笑，宝剑笑一笑，大家看六天嘛，八零岁来是了，我讲慢点大伯，我怕别路笑骂来，得是的，哎，慢呐。 ငါကမှန်နေတာပဲငါကဘာဖြစ်လို့ရှေ့ရမှာလဲငါကဘာဖြစ်လို့တောင်းမှရမှာအဲ့လိုတွေးတော့တေချာစဉ်းစားကြည့်ကောင်းပြီငါမှန်လို့ငါမလျှော့ဘူးဆိုရင်တော့ဘယ်သူခံစားရမလဲငါပဲခံစားရမှန်နေရတာနဲ့ခံစားရကောင်းပြီမှန်နေရတာနဲ့ခံစားရတာအမှန်တရားကြောင့်ခံစားရတာလားမဟုတ်ဘူးမှန်ထားလို့ခံစားရမှန်ရင်မှန်နဲ့မဖြေရှင်းနဲ့ မှန်ဉာဏ်နဲ့ဖြေရှင်းမှန်တရားကြောင့်ပူတာမဟုတ်မှန်ထားလို့ပူတာအဲ့တော့ငါမှန်ပေမဲ့လည်းငါလျှော့ရငါလျှော့ရင်ငါတက်တာအဲ့လိုတွေ့ရနောက်ဆုံးတော့ဘုန်းကြီးတို့ကဩသူများကိုလျှော့ဖို့တဲ့ကိုယ့်ကိုလျှော့ရမှာပါလားကိုလျှော့လိုက်တော့ကိုတက်တာသူတို့အပေါ်မှာလိုချင်မှုတွေဖြစ်စေခြင်းမှုတွေများလေလေကိုယ့်ဘက်ကပူလောင်မှုတွေများလေလေဆိုတော့အလိုချခြင်းတဲ့ပုံကွာ လိုချင်တာတွေလျှော့ဘာမှမလိုချင်တဲ့ပုဂ္ဂိုလ်ကအလိုမကျဘူးဆိုတာမရှိတော့ဘူးဘာပဲရရကျင့်တဲ့လူကဘာပဲရရသူကျင့်တဲ့နေတဲ့အတွက်ကြောင့်သူ့မှာအလိုမကျဆိုတာမရှိတော့တချို့ကြတော့ဒါလေးရကျင်တယ်ဒါလေးရမလားတော့သူ့မှာအလိုမကျဖြစ်ပြီးတော့ဒေါသတွေဖြစ်တာပဲအဓိကတော့လိုချင်တော့လိုချင်လို့အလိုမကျဖြစ်တယ်လိုချင်တာကလောဘအလိုမကျတာဒေါသ လူတယောက်ကိုတအားကြီးမျောလင်းတဲ့အပိုင်းမှာအဲ့ဒီလူချင်းမှုကနောက်ကပါမိဘနဲ့သာသမီသာသမီပေါ်ကိုကဖြစ်စေခြင်းနဲ့ဆန္ဒတွေများတယ်ကိုယ့်ရဲ့လူချင်းမှုကသူတို့ကိုဒီလိုဖြစ်စေခြင်းနဲ့ဒါပေမဲ့သာသမီမှာကလည်းသူ့အကြောင်းနဲ့သူရှိတယ်သူ့ဆွမ်းအားနဲ့သူရှိတယ်သူ့ကံနဲ့သူရှိတယ်သူ့ပါရမီဓာတ်ခံနဲ့သူရှိတယ်အဲ့ဒါကိုကိုကကံကိုသွားပြီးတော့ create လုပ်လိုက်တာဟန်ဒီပလိုက်တာကိုယ်ဆန္ဒအတိုင်းကိုယ်ဆန္ဒအလျောက် ကိုလိုချင်မလို့အလျောက်ဖန်တီးလိုက်တဲ့အခါကျတော့တချို့ကမလိုက်နိုင်တော့မလိုက်နိုင်တော့အမမိဘနဲ့သာသမီကြားမှာလည်းပဲနားလည်မှုတွေလွဲအစီမပြေမှုတွေဖြစ်ဆရာနဲ့တပည့်လည်းထို့အတူပဲဆရာကတပည့်ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေမျှော်လင့်ချက်နဲ့မျှော်လင့်တဲ့ဆန္ဒတွေကတအားများတပည့်ကဆရာဖြစ်စေခြင်းတဲ့အတိုင်းမလိုက်နိုင် မလုံနိုင်အဲ့မှာဆရာနဲ့တပည့်ကြားမှာနားလည်မှုတွေလွဲတထစ်လျှော့တယ်ဆိုရင်အဲ့ဒါ တတိ short ကြည့်ရမယ်ကိုကတတိ short black ဆရာဆိုပေမဲ့ကိုကလည်းပဲ short မိဘဆိုပေမဲ့ကိုကလည်းပဲ short ရတယ်တချို့ပုံစံတွေတအားသွင်းတာမှားတဲ့အခါကျတော့မိဘနဲ့သားသမီးကြားမှာမုံတရားတွေများသွားတချို့ကလေးတွေမှာမိဘတွေရဲ့ပြန်ဆိုင်မှုနောက်မှာကလေးတွေရာလေမလှုပ်တာမလှုပ်တာတဲ့ကလေးတွေအများကြီးရှိများများရှိတဲ့သူကများများပြိုင်တယ်ကလေးချင်းပြိုင်တယ်အဓိကကကလေးတွေပြိုင်တာနဲ့မိဘတွေပြိုင်တယ် မိဘတွေရဲ့ဆန္ဒကကလေးတွေကိုဟန်မကြအောင်ဖြစ်စေလို့တာကြီးမျောလင်းမိတဲ့စိတ်ကမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါကျတော့ကိုကိုကိုပူလောင်တယ်ကိုပတ်ဝန်းကျင်ကိုလည်းပူလောင်တယ်ဆိုတော့လောဘရဲ့တင်ဂေတာကလည်းအဲ့ဒါပဲလူကျင်မှုတွေများလေတယ်အလိုမကျမှုတွေများလေတယ်ဒါကြောင့်မြတ်စွာဘုရားကအနတ္တလက္ခဏာတုတ်မှာအဲ့ဒါကိုပြောတာလူတွေကအတ္တကိုသွားပြီးတော့ အမှန်ထင်သွားတာအတ္တကို အပိုင်တွက်လိုက်တာငါကိုအပိုင်တွက်ငါကိုအပိုင်တွက်တော့ငါလုံးတဲ့အတိုင်းဖြစ်မှာပဲငါပြည့်စုံတဲ့အတိုင်းဖြစ်မှာပဲဆိုပြီးတော့မရှိတဲ့ငါကိုအရှိထင်အရှိထင်တော့အဲ့ဒီငါကိုရှည်တန်းတင်ပြီးတော့ငါအတိုင်းပုံပေါ်တဲ့အခါကျတော့ဟိုကငါမမဟုတ်တာငါမဟုတ်တာကြီးဖြစ်နေတာအတ္တမဟုတ်ဘူးအနတ္တကြီးဖြစ်နေတာ အဲ့ဒီအနတ္တအတိုင်းဖြစ်သွားတဲ့အခါကျတော့ကိုကငါကိုရှည်တန်းတင်ထားတဲ့သူတွေနဲ့ဟိုမှာငါမုတ်တာကိုစန့်ကျင်ဘက်တွေနဲ့တွားပြီးထိတွေ့တဲ့အခါကျတော့ငါသမားတွေကပူလောင်ရငါမငါမဟုတ်တာဆိုတဲ့အတွေးကကိုငါကို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 ရှော့ချနိုင်သူမငါမဟုတ်တာဆိုတဲ့အတွေးရလည်းပဲသူ့အပေါ်မှာမျောလင်းတာတွေရှော့ချတော့ကိုကိုကိုပြန်ပြီးတော့စင်ကျင်တတ်တဲ့စိတ်ဓာတ်လေးရှိလို့ရှင်အော် ငါဖြစ်ခြင်းတဲ့အတိုင်းဖြစ်စေခြင်းတဲ့အတိုင်း तू ကဖြစ်မှာမဟုတ်ငါကိုယ်တိုင်လည်းငါသဘောတိုင်ဖြစ်မှာမဖြစ်တာဘုန်းကြီးမြတ်စွာဘုရားကအဲ့ဒီအနတ္တလက္ခဏာအတုဆိုတာသိကောင်းတာအနတ္တလက္ခဏာအတုမှာအနှစ်တည်းကြီးပဲအဲ့ဒီအနတ္တလက္ခဏာအတုကဘုရားကဓမ္မစကြာတရားဟောပြီးတော့လေတရားဥဓမ္မစကြာတရားဟောပြီးတော့ဒုတိယဆက်ဟောတဲ့အတုကအနတ္တလက္ခဏာအတုအနတ္တလက္ခဏာအတုဟောလိုက်မှပိစားဝကေ၅ဥကယဟန္တာဖြစ် ဘုန်းကြီးတို့အမြဲတမ်းပူဇော်တဲ့အထဲမှာအဲ့ဒီဓမ္မစကြာရဲ့အနတ္တလက္ခဏာတုတ်ရဲ့မဟာတတိပဋ္ဌာနတုတ်ရဲ့ပဋ္ဌာန်းရဲ့ပေကြီး၁၇တုတ်ဒါနေ့စဉ်နေ့တိုင်းအမြဲတမ်းဝိမပြတ်အောင်ပူဇော်ဓမ္မစကြာကဘုရား origin နဲ့ဘုရားပထမဦးဆုံးဟောတဲ့တရားပြီးဓမ္မစကြာဟောပြီးတာနဲ့အနတ္တလက္ခဏာတုတ်ဆက်ဟောဘာဆိုလာပြီကျော်၅ရက်နေမှာအနတ္တလက္ခဏာတုတ်ဟောဘာဆိုလာပြီနေ့ကနေဓမ္မစကြာတရားဟောလိုက်တာမြတ်စွာဘုရားကငါကတနေ့တစ်ပါးတစ်ပါးတစ်ပါး သောတာပန်နေဖြစ်ကိုအရင်ကမဖြစ်သေးဘူးငါရဲ့မြောက်နေမှဒါမဲ့ဝါဆိုလာပြကြောင့်ငါရဲ့နေကြမှာအလုံးစိုးပြီးတဲ့အခါဘုရားကအနတ္တလက္ခဏာသို့ဟောတာရူပံဘေခဝေအနတ္တရူပင်္စဟိတံဘေခဝေအတ္တနာအဘိဒ္ဒနာဟိတံရူပံဆိုပြီးတော့အနတ္တလက္ခဏာသို့မှာဘုရားကချက်သားယံတို့တဲ့ယုတ်တရားအတ္တမဟုတ်အနတ္တတဲ့ ဟောဒီယုတ်တရားကြီးကတဲ့အကယ်၍မြတ်အတ္တဆိုရင်ငါဖြစ်စေခြင်းတဲ့အတိုင်းဖြစ်ရမှာပေါ့ယုတ်တရားကလည်းမဖြစ်ဘူးမနာနဲ့ပြောရင်နာတာပဲသူမအိုနဲ့ပြောရင်အိုတာပဲတခါတခါငါချက်တော့လို့ပြောတာဘုန်းကြီးတို့တော်ကောင်းများတရားကိုဟိုဣဒိယပုမပြောင်းပဲတဏှာကြီးလောက်နာယဝလောက်ဖြစ်နာပြီးနာကြည့်လိုက်ဣဒိယပုမပြောင်းတော့ချက်တော့ကကျင်းလာကျင်းလာတော့တရားဝဲလဲပြီးနာယဝတရားလဲပြီးချက်ချင်းထားတော့ ပြစ်လဲတာကျင်နေတဲ့ခြေထောက်ကြီးနဲ့ထားလို့မြင်။အော်ငါခြေထောက်တာပြောတာ။ तू နိုင်ရွက်ပဲရှိသေးတယ်။ငါအနောက်ကိုမလိုက်တော့ဘူး။သူ့ဘာသူသွားတော့တာ။တော့ဒီရုပ်တရားကကိုက ကိုရုပ်လို့တာထင်တာ။ကိုရုပ်မဟုတ်ဘူး။ကိုရုပ်မဟုတ်ဘူးသူ့သဘောတိုင်းသွားတာ။အဲ့ဒါအနတ္တပဲ။နအတ္တငါမဟုတ်ဘူး။အဲ့ဒါရုပ်ခန္ဓာပဲရုပ်တရား။ဝေဒနာဘေကွေဝေဒနေစာဟိတံဘေကွေအတ္တနာဘဝိတာဒုတိယဆက်ဟောတာဝေဒနာ feeling ပဲတော့ ရုပ်တရားကတသက်ဒါရူပခန္ဓာနဲ့သွားတယ်နောက်တစ်ချက်ကဝေဒနာ feeling ဆိုခံစားချက်ခံစားချက်ဆိုတာလူတွေကငါခံစားတယ်လို့ထင်တာမအဲ့ဒီခံစားချက်အဆုဟာလည်းပဲငါခံစားတာမဟုတ်ဘူးငါမဟုတ်ဘူးဆိုအဲ့ဒါလည်းပဲဖေယားကအနတ္တပဲအတ္တမဟုတ်ဘူးတင်ညာတင်ညာကမှတ်သားတာမှတ်သားခြင်းအဆုပဲဒီစိတ်စိတ်ထဲမှာသွားပါအဲ့ဒါလည်းငါမှတ်တယ်လို့ထင်တယ်လူတွေကအမှငါမှတ်တာမဟုတ်ဘူး င်္ခါရသင်္ခါရကပြုတ်ပင်စင်းနေတာအဲ့ဒီသင်္ခါရတချို့ကငါငါလှုပ်တာငါငါဖန်တီးတာငါ create လုပ်တာလို့ထင်မှတ်ငါဆိုတာမရှိတဲ့အတွက်ငါ create လုပ်တာလည်းငါဖန်တာလည်းမဟုတ်ဝိညာဏဆိုတာတိမှတ်တာဉာဏ်နဲ့ဆိုတော့အဲ့ဒီခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာငါးခုအစုလို့စွဲလန်းတတ်တယ်အဲ့အခုအစု၅စုကဒါကြောင့်ဥပါဒါနဲ့ခန္ဓာလို့ စပေကဖွင့်ဥပါဒါဆွဲလက်တ်တော့ခန္ဓာကအစုဆိုအဲ့ဒီ၅ခုကိုပြန်ပြီးအနှစ်ချုပ်လိုက်တော့ရူပခန္ဓာကရုပ်အစုရုပ်တရားကြံတဲ့နံခန္ခန္ဓာ၄စုကနံခန္ဓာလို့ခေါ်နံခန္ဓာဆိုစိတ်ကိုပြောရုပ်နဲ့နာမ်ပဲအချုပ်စည်းလိုက်တော့ဒီခန္ဓာဘုရားဘာသာတွေမှာလေတခြားတခြားအယူဝါဒနဲ့မတူတာတခြားခြားဘာသာတွေနဲ့မတူတာဘုရားဘာသာမှာ there's no creator နိုးစေးပြီးရရောက်ယူရတဲ့တခြားဘာသာတွေမှာတော့ဟန်စင်းရှင်ဆိုတာရှိတယ်ကဲတင်ချင်းဆိုတာရှိတယ်ထာဝရဘုရားသခင်ဆိုတာရှိတို့ဗုဒ္ဓဘာသာမှာ we have no creator no savior ဗုဒ္ဓဘာသာမှာဖန်ဆင်းရှင်မရှိဘူးကဲတင်ရှင်ဆိုတာလည်းမရှိဘူးဒါဆိုရင်ဘုရားကဘာတော့ဘုရားကိုယ်တိုင်က i'm not creator i'm not savior but guider ငါကဟန်စင်းရှင်လည်းမဟုတ်ကဲတင်ရှင်လည်းမဟုတ်ငါကလမ်းပြတက်တက်ပဲလမ်းညွန်ပဲတို့ဘုရားကလမ်းညွန်ဒါကကောင်းတာဒါကမကောင်းတာဒီဟာလေးလှုပ်ရင်ဒါကောင်းတဲ့အကျိုးတွေရမယ်ဒါတွေလှုပ်ရင်မကောင်းတဲ့အကျိုးတွေဖြစ်ခံစားရမယ်ကိုယ့်ဘာသာကိုသိပြီးတော့ကိုယ့်ဘာသာကို choice လုပ်ပြီးကိုယ့်ဘာသာကိုရှောက်ဒီလိုပဲလမ်းပြတရားကအခြားကြအယူဝါဒတွေကိုကိုယ့်အပြစ်တွေကိုဈာကခံပြီးတော့ကိုစားအနေနဲ့ဘုရားကတာဝန်ယူပေးမှာတော့မဟုတ်ဘူး ကိုဟာကိုဖန်တီးကိုအောင်သူခံရမှာဒါကြောင့်ဗုဒ္ဓဘာသာမှာဖန်ဆင်းရှင်မဟုတ်ဘူးဖန်ဆင်းရှင်မရှိဘူးအကယ်၍ဗုဒ္ဓဘာသာမှာ creator ရှိတယ်ဖန်ဆင်းရှင်ရှိတယ်လို့ပြောရင် your action is your creator ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကကိုယ့်ရဲ့ဖန်ဆင်းရှင်ကိုကံဟာကိုဘဝရဲ့ဖန်ဆင်းရှင်ဟောကိုယ့်ရဲ့အလုပ်တွေကကိုဘဝကိုပုံဖော်ပေးတာ ရောက်လူတယောက်မှာအလုတ်ကောင်းရင်ကံကောင်းမှာပဲအလုတ်ဆိုရင်ကံဆိုမှာမှန်ကြည့်တယ်လို့ပဲမှန်ကြည့်တယ်လို့တခါတခါကံရဲ့သဘောကိုဘလို့ကြည့်ကျင်လဲဘလို့သိကျင်လဲဆိုရင်အတိတ်ကကိုပါလုပ်ခဲ့တယ်ဆိုတာသိကျင်ရင်နဲ့အခုလက်ရှိပစ္စုပ္ပန်အခြေအနေကိုကြည့်လိုက်ပါအနာဂတ်မှာကိုဘာဖြစ်ရှင်နေဆိုတာသိကျင်အခုလက်ရှိလုပ်နေတဲ့အလုပ်တွေနဲ့ပုံဖော်ပါတ ဟောပစ္စုပန်တဲ့တဲ့အဓိကပဲလူတွေမှာမတူညီမှုတွေနဲ့ဒီဘဝမှာဖြစ်ပြအဲ့ဒါတွေကြည်လိုက်အတစ်ကကိုဘာလောက်ခဲ့ဆိုတိရတချို့ဆင်းရဲတယ်ချို့တွေရုပ်ဆိုးတယ်ဟာကိုလောက်ခဲ့ရတယ်ကိုဖန်ပြီးခဲ့တာကိုတိဆောက်ခဲ့တာအဲ့ဒါပစ္စုပန်မှာလာပေါ်တာပဲမပစ္စုပန်ကအကျိုးတရားအတစ်ကအကြောင်းတရားအနာဂတ်မှာဘလို့ပုံစံဖြစ်ခြင်းလဲအာချမ်းသာခြင်းနဲ့ရုပ်ဆာခြင်းနဲ့အာဘဝတင့်တယ်ခြင်းနဲ့ ကောင်းပြီအနာဂတ်ကိုအခုပုံဖော်ပါအခုလုပ်နေတဲ့ကိုယ့်ရဲ့ action ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအနာဂတ်အတွက်ပုံပေါ်မှာပဲဆိုဘုရားဘာသာရဲ့ဖန်ဆင်းရှင်ဆိုတာကိုပါပဲဘုရားဘာသာရဲ့ creator ဆိုတာကိုယ့်ရဲ့ action ပါပဲကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေပါပဲဆိုတော့လှုပ်ဆောင်ချက်ကောင်းရင်အကျိုးကောင်းမယ်အကျိုးကောင်းရင်အကြောင်းကောင်းမှာဒါသဘာဝပဲဒါကြောင့်မလို့လူမှာကိုယ်နဲ့မတူတဲ့သူတွေပါတန်းညှိတဲ့အခါမှာတအားကြီးမျောလင့်လို့မရဘူး ူကံနဲ့သူလာတာသူဖန်တီးမှုနဲ့သူလာတဲ့အခါဖြစ်တဲ့အတွက်ကြောင့်သာသမီနဲ့မိဘပင်ဖြစ်လင်ကစားဆရာနဲ့တပည့်ပင်ဖြစ်လင်ကစားသာသမီကိုကိုယ်ပုံစံအတိုင်းတအားကြီးမျှော်လင့်လို့မရသလိုတပည့်ကိုကိုယ်ပုံစံအတိုင်းတအားကြီးတော့ပုံသွင်းလို့မရဘူးသူ့အနေထားကိုကြည့်ပြီးတော့ကိုယ့်ရဲ့ပုံဖော်မှုကိုရှော့ချဖို့တော့လိုတာပေါ့ရှော့ချဖို့တော့လိုတယ်တိတ်ပြီးတော့မျောလင်းနဲ့မျောလင်းရင်မျောလင်းတဲ့အတိုင်းဖြစ်မလာရင်ခံစားရတာကိုပဲဖြစ်တဲ့အတွက်ကြောင့်မျောလင်းခြင်းအားကြီးရင် လောဘအာကြီးတဲ့သဘောမျောလင့်တတ်တဲ့အတိုင်းဖြစ်မလားအနတ္တရဲ့သဘောကိုအနတ္တသဘောဖြစ်တဲ့အတွက်မျောလင့်တဲ့တဲ့ဖြစ်မှာမဟုတ်ဘူးမျောလင့်တဲ့ဖြစ်မလာတဲ့အခါမှာအလိုမပြည့်တာတွေရှိအလိုမကြတာတွေအလိုမကြတာဒေါသဆိုလိုနေသမျှအလိုမကြဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်တိုင်းကြခြင်းရင်တော့စိတ်ရိုင်းချရမှာစိတ်တိုင်းကြရင်ခြင်းစိတ်ရိုင်းနေချစိတ်တရားရိုင်းတာ အဲ့ရိုင်းတဲ့စိတ်ကလေးတွေကိုချလိုက်ရင်အိုးစိတ်တိုင်းကတော့ကြသွားတာ။ညောအလိုကြခြင်းလည်းပဲအလိုမကြမှမလိုခြင်းမှအလိုမကြဖြစ်မှာ။လိုခြင်းမှုကိုရှော့ချနိုင်တာနဲ့အမြအလိုကြတာတွေကများလာမှာ။လိုခြင်းမှု အားကြီးတာနဲ့အမြအလိုမကြမှုတွေကများနေမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မျှော်လင့်ချက်တည်တစ်ဖက်သားရဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းအားအပေါ်မှာကြည့်ပြီးတော့မျှော်လင့်ပေးရတယ်။အဲကိုယ့်ရဲ့ဆန္ဒတည် ကိုယ့်ရဲ့ခံစားချက်စိတ်ရဲ့ပုံဖော်မှုပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဆန္ဒကိုကိုကပုံဖော်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအနတ္တရဲ့သဘောကိုဆင်ခြင်ငါတော်မှငါမှမဟုတ်တာအဲ့ဒီအတိလေးရှိထားရင်ငါမှငါမဟုတ်တာဆိုတဲ့အတိလေးရှိထားရင်သူများကငါအတိုင်းဘယ်တော့မှမဖြစ်ဘူးဆိုတဲ့သဘောကိုဆင်ခြင်သွားနိုင်ရင်လူချင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမကျမှုတွေကိုလျှော့ချနိုင်တယ် မျောလင်းချက်တွေတအားထားတဲ့အခါမှာမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာခုနကဘုရားရဲ့တရားတော်တဲ့ဩဘာမှမမြဲဘူးဆိုတဲ့အသည့်ငါမဟုတ်ဘူးဆိုတဲ့အသည့်ရှိနေရင်မျောလင်းချက်ကိုတစ်ထစ်လျှော့ချရင်ကိုရော့လာသူများကိုမလျှော့နဲ့ကိုဘာသာကို အရင်လျှော့သူများကိုကိုနဲ့ညီအောင်မညှိနဲ့ကိုကိုကိုအရင်ညီအောင်ညှိကိုကိုအရင်ညီအောင်ညှိဖို့ဆိုရင်ကိုကို အရင်တိအောင်လုပ်ရကိုကိုကိုအရင်တိရင်ကိုဘာသာကိုအရင်ညှိလိုက် ိုနဲ့ကိုစိတ်နဲ့ကိုကိုညီသွားပြီဆိုရင်သူတို့ဘာကလာညှိเสียမလို့တော့ကိုဘသားကိုအပီပင်ညီသွားတော့တာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့ခံစားချက်မှုလည်းယော့သွားမယ်ကိုရဲ့မျောလင်းချက်ကလည်းပဲအလိုမကျမှုကိုပေါ်ပြီးတော့မဖြစ်စေတော့ဘဲနဲ့ဘဝမှာလေနေရထိုင်ရတာတော်သက်တာတာပဲဆိုတော့မျောလင်းချက်အာကြီးတဲ့ပုံကအလိုမကျတာတွေများတတ်တဲ့အတွက်ကြောင့်အလိုကျတာတွေရှိချင်းအလိုကျချင်းလိုချင်တာတွေကိုလျှော့ရမယ် စိတ်တိုင်းကြခြင်းစိတ်ရိုင်းတွေကိုလျှော့ရမှာဖြစ်တဲ့အတွက်ကြောင့်သူများကိုမလျှော့နဲ့ကိုဘာသာကိုလျှော့သူများကိုမညှိနဲ့ကိုဘာသာကိုညှိသူများကိုမကြည့်နဲ့ကိုဘာသာကိုညှိပြီးတော့ကိုယ့်ကိုယ်ကို ဆုံးမနှလုံးလှတဲ့လူသားများအတုံးကြတဲ့လူသားများ ဖြစ်ကြပါစေကုန်တော့သတည်းသာဓုသာဓုရမယ